ပရိသတ်များမင်္ဂလာပါဗျခုတစ်ခေါက်မှာတော့ပန်တိုဂျာနဲ့ဂျော်ရှူအပန်ဒီပွဲကဘယ်သူနိုင်သွားမလဲဆိုတာကျွန်တော်နိုင်ငယ်သုံးသပ်ပေးခြင်းပါတယ်ဗျဒီစကားမပြောခင်မှာတော့ပြောရမယ်ဆိုရင် UFC မှာ fighter တော်တော်များများ flyweight တက်မကပါဘူးဂျော်ရှူအပန်နဲ့ကစားမှုတဲ့ fighter ရောတခြား weight တန်က champion တွေပါပန်တိုဂျာကဂျော်ရှူအပန်ကိုနိုင်မယ်ဆိုတဲ့စကားတွေကြီးပဲထွက်ပေါ်လာကြလို့ပါသူတို့တွေးရလဲမမားပါဘူးအနည်းဆုံး fighter တွေကပဲသုံးသပ်တာဆိုတော့ ီဘွဲကဂျော်ရှူအဘန်နိုင်သွားရင်တကယ့်ကိုကဘာကိုတုံ့လုံသွားမယ်လို့ကျွန်တော်ကတော့ထင်မိပါတယ်။အချမ်းပြင်းပြောရမယ်ဆိုရင်တော့ဂျော်ရှူအဘန်က၅ဘွဲဆက်လိုက်နိုင်ခဲ့ပါတယ်။ပန်ဒိုဂျာကတော့တောက်လျှောက်ပဲ၈ဘွဲတတိကိုသူကချုပ်ကွက်တင်တဲ့တကယ့်ကို မြင်ပြမော်လှဲပြီးတော့အနိုင်ယူခဲ့တာကြီးပါပဲ။ဆိုတော့ပြောချင်တာက ဖလိုက်ဝိတ်တက်မှာဆိုရင်ဂျိုရှူအဘန်ကဒုတိယမှာသူနေတယ်လို့ဒုတိယနိုင်ပွဲဒီမှာသူကအများဆုံးဖြစ်တယ်လို့ပန်ဒိုဂျာကတော့ပထမနိုင်ပွဲအများဆုံးပေါ့ပန်ဒိုဂျာကတော့ရှေ့ပွဲဒီမှာဆိုရင်သူ့ကိုအန်ဒီပေးနိုင်တဲ့ဖိုက်တာမျိုးဆိုတာပေါ်လာသေးဘူးလို့ကျွန်တော်တို့ပြောရမှာပါဒီတစ်ခေါက်မှာတော့ကျွန်တော်တို့ဘန်နဲ့တဲပေးတာပွဲကတော့တော်တော်ကြေကောင်းလိမ့်မယ်ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘန်က ground win ပိုင်းကိုတိတ်ပြီးတော့မပိုင်မိမဲ့အရန်ကိုကောက်ွယ်တတ်တဲ့ထဲမှာပါပါတယ် ပြီးတော့အရန်တိကျလွန်းတဲ့မြန်ဆန်လွန်းတဲ့အတွက်ကြောင့်သူ့ကိုအန္တရာယ်ဒုက္ခပေးနိုင်တယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဂျိုရှုဘန်ကမြန်နတစ်ဖိုက်တာကြီးဆိုပေမဲ့လွယ်လွယ်လေးနဲ့ပန်ဒူဂျာဖက်ကတိတ်သွားတာမျိုးကျွန်တော်ကတော့မမြင်ချင်ပါဘူးဂျိုရှုဘန်လောက်ရမှာကပန်ဒူဂျာရဲ့တိတ်တောင်းတွေကိုကောင်းကောင်းလေးဒီဖက်လုံနိုင်လို့ရှိရင်တကယ့်ကိုသူ့ဘက်ကနိုင်ဖို့ကအရန်များနေပါပြီပန်ဒူဂျာဖက်ကလည်းတိတ်တောင်းတွေတောက်လျှောက်လုပ်ပြီး သူ့ရဲ့မူတိုင်းတောက်လျှောက်ရေးသွားနိုင်ခဲ့လို့ရှိရင်သူ့ဘက်ကပန်ဂျာဘက်ကလည်းတော်တော်လေးကိုနိုင်ဖို့များပါတယ်ပြောလို့မရတဲ့အနေထားဆိုပေမဲ့အရန်ကိုတယောက်နဲ့တယောက်အန္တရာယ်များတဲ့ဘွဲဖြစ်ပါတယ်။ဒါပေမဲ့ fighter တွေတော်တော်များများကတော့ပန်တိုဂျာမပန်တိုဂျာဆိုပြီးတော့ R6 နဲ့ကြတော့မှာကျွန်တော်မြန်မာ fighter နိုင်သွားလို့ရှိရင်ဒီကောင်းနေမလွယ်တော့ပါဘူး။တော်တော်လေးအရှက်ရမှာပါ။ဆိုတော့ဒီပွဲရဲ့အခြေအနေကပန်တိုဂျာကပဲထိတ်တောင်းတွေကိုလုံနိုင်မလား။ကျွန်တော်တို့ Joshua ဘန်ကပဲထိတ်တောင်းတွေကိုကောက်ွယ်ပြီးတော့အလဲထိုးမလားဆိုတာဒီပွဲကတော့ 这张肉已经烤得半边。嗯